Immortal Jellyfish သို့မဟုတ်ထာဝရအသက်ရှင်နိုင်တဲ့ပင်လယ်ရေခူးများလူသားတွေအတွက်တော့ထာဝရအသက်ဆိုတာ KSS ဆေးကုရင်ခဲ့ကြတဲ့ကိစ္စတစ်ခုပါမသေးသေးရှာပုံတော်ဇလန်းတွေအသက်ကိုဆွဲဆန်းဖို့ကြိုးစားခဲ့တဲ့ဇလန်းတွေကရုပ်ရှင်တွေစာအုပ်တွေတင်းမှာလည်းခဏခဏတွေ့ရပါတယ်အပြင်မှာလည်းအဲ့လိုဖြစ်အောင်ကြိုးစားနေကြတဲ့ကိစ္စတွေရှိပါတယ်ဒါပေမဲ့အောင်မြင်ဖို့လမ်းစာကတော့ဝင်နေတော့ပါပဲအဲ့ဒီလမ်းသာအောင်မြင်ခင်လူသားတွေအတွက်လက်ဆောင်တစ်ခုဖြစ်စေမှာတော့အမှန်ပါပဲဒီလက်ဆောင်ကိုလူသားတွေများကြားမိမဲ့ Jellyfish မျိုးစေ့တစ်ခုကတော့ပိုင်ဆိုင်ထားပါတယ် ဂျယ်လီဖစ်ဂျယ်လီငေါပင်လယ်ရေကိုဘလို့ခေါခေါအတူတူပါပဲဒါပေမဲ့မျိုးစိတ်တိုင်းမှာတော့မဟုတ်ပါဘူးဂျပန်ပင်လယ်ကမ်းရိုးတန်းကတန်တာကြောက်တန်းနေမှာကျက်စားတတဲ့မျိုးစိတ်လေးမှာပဲဒီလိုတွေ့ရတာပါသူတို့ကို Turritosis Donny လို့အတန်ထွက်နိုင်ပါတယ်လူတွေကတော့ Immortal Jellyfish လို့အလွယ်ခေါ်ကြတာပါဒီကောင်လေးတွေဖြစ်ပေါ်လာတဲ့ဇာလန်းကလည်းထူးခြားပါတယ်မိသားစုမရှိသလိုဇင်းမြင့်ပုံမြင့်တွေလည်းမရှိပါဘူးခန်းခန်းနာနာလည်းမရှိပါဘူးတလမရဲ့အပုံတရာမှာတပုံလောက်ပဲရှိတဲ့ Lava ဆိုတဲ့ပိုးလောင်းပွားလေးကနေစတင်ခဲ့တာဖြစ်ပါတယ် ဲ့ဒီအချိန်မှာအုံနောက်ဖွဲ့စည်းပုံကလည်းမရှိသေးပါဘူးဒီအတိုင်းပင်လယ်ရေထဲမှာလွင်မျောနေဖို့ပဲတာဝန်ရှိတာပါတခါလေကြာရင်ငားရည်ရဲ့ပစက်လေးကိုလည်းဝင်သွားတက်ပါရင်ရေနေနေမျောလွင့်ပြီးရင်တော့ကြောက်တုံးတုံးမှာပြေးကက်လိုက်တာပါရေမျောကန်းတင်မဟုတ်ပဲရေမျောကြောက်ကက်လို့ခေါ်ရင်ပုံမှန်ပါလိမ့်မယ်အဲ့ဒီအဆင့်ကို police လို့ခေါ်ပါရင်ပြီးတော့အဲ့ဒီအချိန်အထိသူတို့ကဘယ်သူမှအဖက်မလုပ်ကြပါဘူးရေစားကလည်းခဲတံထိပ်ပြားလောက်ပဲရှိတာပါဘယ်သူမှလည်းအစာလာမကျွေးပါဘူးသူတို့ဘာသာသူတို့ပင်လယ်ရေထဲကအစာတက်တွေကိုဆောက်ယူပြီးပွားများလိုက်ကြတာပါအဲ့ဒီအချိန်ကလည်းတပတ်လောက်ပဲကြာပါရင် အဲ့တပတ်ပြီးရင်တော့သူရင်းပုံစံကရုံလုံးပေါ်လာပြီအဲ့ခါကျမှကတ်ထားတဲ့အကြောင်းတုံးကနေစက္ကနင်းခွာလိုက်ပြီးအပြောချေတဲ့ပင်လယ်ပြင်ထဲမှာ platform မင်းသားလောက်ကြတော့တာပါပဲအဲ့အဆင့်ကိုတော့ Medusa လို့ခေါ်ပါရင်ဒီအချိန်မှာသူရင်းအရွယ်က3.2လက်မလောက်ပဲရှိပါရင်ဒါပေမဲ့ငားရီမြင်နိုင်တဲ့အစာအရွယ်ဖြစ်နေတာပါဒါကြောင့်အစာခံရရင်လည်းရှိပါရင်ဒီလိုအစာခံလိုက်ရရင်လည်းခန္ဓာကိုယ်ကဆဲနေကရေထဲကိုပြန့်ထွက်သွားခဲ့တာပါအဲ့ကနေကြောင်းတုံးမှာပြန်ကပ်ပြီးဘွားအစ်စ်ပြန်စားပါရင်ပြောရရင်ဒီကောင်လေးတွေရဲ့ဘွားကမသေးပဲတန်နေရလည်နေတာပါ ဘယ်အချိန်မှာဘလို့ပဲတည်တည်ဆဲအစိပ်ပိုင်းလေးတွေကကြောက်တုံးမှပြန်ခဲ့တဲ့အဆင့်ကိုရောက်သွားပါရင်အဲဒီကနေပြန်ပြီးတော့ပေါက်ဖွားချတာပါတနည်းအားဖြင့်မယ်ဒူဆာအဆင့်ကနေပိုးလင်းအဆင့်ကိုပြန်ပြီးတော့ရောက်သွားတာဖြစ်ပါရင်အဲဒါကအသက်တည်ဆုံးပြီးဖြစ်သွားတာမဟုတ်တဲ့အတွက်နောက်ဘဝကုရဲလို့ပြောမှလည်းခက်နေတာပါဒီဘဝထဲမှာပဲအသက်ကပြန်ပြန်ဆားရတယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီဖြစ်စဉ်ကရှားပါလုံးနဲ့ဇေဝကာမဖြစ်စဉ်တစ်ခုလည်းဖြစ်နေတာပါလူရင်းကြားထဲမှာလည်းဒီလိုဆင်နူတဲ့ယူဆချက်တွေရှိပါရင်ဥပမာအားဖြင့်အရင်ခေတ်တွေတုန်းကဆိုရင်သွေးလဲပြီးငယ်ငယ်အောင်လုပ်တယ်ဆိုတာရင် ခနာကုံဆဲတွေကနေနုပြအောင်ကြိုးစားတယ်ဆိုတာတွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့လူတွေမှာဖြစ်ချင်တာတွေလုံးချင်တာတွေကအများပြားနေကြတာပါ။ဒီကောင်လေးတွေမှာတော့အုံနောက်လည်းမပါတဲ့အတွက်ဘာဖြစ်ချင်မှန်းလည်းမသိကြပါဘူး။သူတို့တိတာကရေထဲမှာရှောင်မျောနေဖို့ပါပဲ။ဒါပေမဲ့တော်ယုံဆိုရင်ပြောစရာတော့မလိုပါဘူး။ဘယ်တော့မှမသေးပဲရေမျောလိုက်၊ပွားသစ်ပြန်စားလိုက်၊ရေပြန်မျောလိုက်လုံးနေတာကြီးကတကယ့်ကိုပြင်းစရာကြီးဖြစ်နေမှာတော့တေးချာနေချောင်းဝင်မြောက်လိုက်ရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးနေ့လိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။